ဘလင်းစိမ့်လေးရဲ့မူလပိုင်ရှင်ကပဲသူလဲဘာကြောင့်ဟန်လေးစီကိုရောက်လာတာလဲဘလင်းရဲ့စွမ်းအားကအပင်တွေကိုပဲအမြန်ကြီးထွားစေနိုင်တာလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တကယ်တမ်းကျတော့ဘလင်းစိမ့်လေးရဲ့မူလပိုင်ရှင်ဟာဟန်လေးကိုယ်တိုင်ပဲဖြစ်ပါတယ်ကျွန်တော်အသေးစိတ်လုပ်ပြီးရှင်းပြပေးပါမယ်ဒီဘလင်းစိမ့်လေးရဲ့နာမည်ကကောင်းကင်ကိုထိမ့်ချုပ်သောဘလင်းငယ်လို့ခေါ်ပါတယ်ဒီဘလင်းကိုမူလဘယုတ်တုခဖန်တီးခဲ့တယ်လို့ဆိုပါတယ် ဒီပုလင်းထဲကိုတာအိုနေရာမ3000ကိုတူလောင်ထားနိုင်ပါတယ်ပြီးတော့မိတိနေရာမိစွမ်းအားကိုမဆိုလဲတည်ဆောင်နိုင်ပါသေးတယ်။နောက်ထပ်ဒီပုလင်းစိမ့်လေးကအချိန်နေရာမကိုလည်းထုတ်လုံနိုင်ပါသေးတယ်။စစ်မှန်တော့မတည်မျိုးတို့မဟုတ်ထို့ထက်မြမသူ၏အသက်စွမ်းအင်ကိုထည့်သွင်းသည့်အခါပုလင်းသည်အချိန်နေရာမကိုပါရှိသောအစေ့တစေ့ကိုစတင်ထုတ်လုံနိုင်ပါတယ်။တာမန်အစိမ်းရောင်အရည်ကိုတောက်တုံးချင်းဖြင့်လဲအချိန်နေရာမကိုတဖြည်းဖြည်းနားလည်လာနိုင်ပေမဲ့တကယ်လို့ကိုယ်ခန္ဓာကိုကမတမာရင်ပျက်စီးသွားနိုင်ပါတယ်။ ပြီးတော့ဒီမှာဝိညာဉ်ကဘာကရင်ရွက်လိုလူကတောင်ဒီပလင်းရဲ့စစ်မြစ်ကိုခံမှန်းရမှာကြောက်ပါတယ်ဘူဘူဘူနီးဒီကဘာလဲလိုက်တော့太大了光催熟灵药这一项就足以耗失所有灵芒了ပြီးတော့ဒီပလင်းစိမ့်လေးကအချိန်ခီးသွားနိုင်တဲ့စွမ်းရည်ပါပါတယ်ပလင်းဒီအတိတ်တို့ပြန်သွားနိုင်သည့်စွမ်းရည်ရှိတော်လဲကိုယ့်ရဲ့အစစ်နိုင်နေရင်မတိကျနိုင်ပါဘူး ဒါပေမဲ့နောက်ပိုင်းတွင်ဟန်လီသည်အချိန်ညာမှကြင့်ကြံမှုနေလမ်းများအတွက်မီလော်နှင့်စကားပြောရန်တိတ်တူတိကျစွာခီးသွားနိုင်ခဲ့ပါသည်။ဘလင်းဝိညာဉ်ကိုပဲချိန်ကဖန်တီးခဲ့တာလေ။ဘလင်းဝိညာဉ်သည်မူလတာအိုဘိုးဘေးအဆင့်ရှိတဲ့ဟန်လီကနှစ်တန်းပေါင်းများစွာကြာအောင်အချိန်ကိုနောက်ပြန်လှည့်ပြီးသူ၏အချိန်နာကိုကြင့်ကြံမှုအားလုံးကိုဆွန့်လွတ်ခဲ့သည့်အချိန်ခီးသွားစဉ်အတွင်မတော်တဆဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ထိုအချိန်ခီးစဉ်အတွင်မူလဟန်လီကဘလင်းကိုဆုံးရှုံးခဲ့ရပြီးဒုတိယမြောက်ဟန်လီအခုလက်ရှိဟန်လီကတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ဟန်လီသည်ကောင်းကင်၏တာအိုနှင့်ပေါင်းစည်းခြင်းမှတားဆီးရန်အတွက် သူ၏ကြင်ကြံမှုအဆင့်ကိုတာအိုဘိုးဘေးမှအမြင့်ဆုံးကောင်းကင်အဆင့်သို့ပြန်လည်လျှော့ချရန်သူ့ရဲ့တာအိုဘိုးဘေးစမြင့်နေရာမှကိုပလင်းထဲသို့ထိုးသွင်းခဲ့တော်လဲပလင်းရဲ့ကန့်တက်ချက်ကိုကျော်လွန်ပြီးပျက်စီးသွားခဲ့ပါသည်။သူဒီလိုစွမ်းအင်ထဲတွင်လိုက်ခြင်းကပလင်းကိုပထမဆုံးအကြိမ်အနေနဲ့ပလင်းရဲ့အစွမ်းထက်ဆုံးနေရာမစွမ်းအားကိုထုတ်ဖော်စေပြီးပလင်းကိုအချိန်ခီးသွားစေခဲ့ပါသည်။အနာဂတ်ဟန်လီကမတော်တဆအချိန်ကိုပြောင်းလဲပစ်ဖို့စူးစမ်းရာကနေပလင်းဟာအတိတ်ကိုပြန်ရောက်ပြီး ဟန်လိငယ်စဉ်ကရှိတဲ့တာမန်လူသားကဘာကိုရောက်ရှိလာခဲ့တာပါလူသားကဘာကိုကြက်လာချိန်မှာပလင်းဝိညာဉ်ယူဖိတ်မှုဟာပလင်းငယ်ကြဆင်းလာစဉ်ပလင်းတွင်ပါဝင်သောဝိညာဉ်ရေးများယူဖိတ်ခဲ့ပါတယ်ဒါကြောင့်ပလင်းနှင့်သူ၏ပါဝင်ပစ္စည်းများမှာနောက်ဆုံးတွင်ကွဲကွာသွားခဲ့ကြပါတယ်ပြီးတော့ပလင်းတွင်းထဲမှာလည်းနာဂတ်ကဟန်လိရဲ့ပလင်းစိတ်ဝိညာဉ်တစ်ပါးချိတ်ပိတ်ထားပါသေးတယ်ဒါကြောင့်အခုလက်ရှိကျွန်တော်တို့ကြည့်နေတဲ့ဟန်လီကသူ့ရဲ့အတိတ်ကဟန်လီပဲဖြစ်ပါတယ်။ဒါဆိုရင်ပလင်းစိမ့်လေးရဲ့မူလပိုင်ရှင်ဟာနောက်အနာဂတ်ကာလက ဒါအိုဘိုးဘေးအဆင့်ဟန်လေးတယောက်ပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and follow လုပ်ခဲ့ဖို့အကြံပေးပါရစေကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်